ပ်ပြန်ပြီလှုပ်ပြန်ပြီရင်းမလီလှုပ်ခတ်မှုကြောင့်မြန်မာနိုင်ငံမှာဒီကနေ့ match လ26ရက်နေ့နောက်ဆုံးကောက်ယူထားတဲ့စီးရင်တွေအရတေဆုံးသူ1200ဦးနဲ့ဒဏ်ရာရရှိသူ2386ဦးအထိတိုးလာနေတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။မနေ့ကသခိုင်းကိုဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့်မြန်မာနိုင်ငံအတွင်းကမန္တလေး၊သခိုင်း၊နေပြည်တော်၊ရှမ်းတောင်၊ပဲခူး၊မကွေးစတဲ့မြို့ကြီးတွေမှာငလျင်တန်းတင့်ခဲ့ပြီး တေဆုံးတန်ရာရရှိမှုနဲ့အဆောင်ထိခိုက်ပျက်စီးမှုများပြားခဲ့ပါတယ်။မလင်းကျောင်းလူတေဆုံးမှုနဲ့ထိခိုက်ပျက်စီးမှုဟာမန္တလေးတိုင်းမှာအများဆုံးဖြစ်ပြီးတော့စစ်ကောင်စီရဲ့အချက်အလက်တွေအရတေဆုံးသူ900နီးပါးနဲ့ဒဏ်ရာရရှိသူ1900နီးပါးအထိရှိတယ်လို့ဆိုပါတယ်။ဒါ့အပြင် နေအိမ်1960တဆောင်းဘုံကြီးကျောင်း680စာတင်ကျောင်း60တဒါတုံစင်းဘုရားစေတီ290အထိပျက်စီးခဲ့ပြီးအချက်အလက်အသေးစိတ်ကိုဆက်လက်ကောက်ယူနေတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ် နေပြည်တော်မှာတော့လက်ရှိအချိန်အထိတိုက်ဆုံသူ200ကျော်အထိရှိလာနေပြီးတခြားဒေသတွေမှာထိခိုက်တိုက်ဆုံမှုတွေရှိနေပြီးအတိအကျတော့မသိနိုင်သေးပါဘူး။ဒါအပြင်ပျော်ပြတ်သွားတဲ့နေရင်အဆောင်တွေကြမှာပိတ်မိနေသူတွေအများအပြားရှိနေပြီးလူမှုကွန်ရက်ရဲ့အဖွဲ့တွေကကုညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုတောက်လျှောက်လုပ်ဆောင်နေကြပါတယ်။ အပြည့်အစည်းတွေကြာပိုင်းမိနေသူအများအပြားရှိနေမှုနဲ့အတူလက်ရှိအချိန်ဒီထိခိုက်တဲ့ဆုံးသူအရေအတွက်လည်းတော်လာနေပါတယ်။ငလျင်တန်တဲ့ဒေသတွေကပြည်သူတွေမှာနေထိုင်ရေး၊စားတောက်ရေးအကူအညီတွေလိုအပ်နေသလိုဒဏ်ရာရရှိသူတွေအတွက်လည်းအရေးပေါ်သွေးလိုအပ်ချက်တွေရှိနေပါတယ်။လက်ရှိမြန်မာနိုင်ငံကငလျင်တန်တဲ့ပြည်သူတွေအတွက်တရုတ်၊ရုရှား၊အိန္ဒိယစတဲ့နိုင်ငံတကာကကူညီကယ်ဆယ်ရေးအဖွဲ့တွေလည်းရောက်ရှိနေကြပါတယ်။